မြန်မာနိုင်ငံအတွင်းရှိလက်နက်ကင်တော်လိုင်းအင်အားစုတွေအကြားအချင်းချင်းတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့နိုင်ငံခြားကတိုက်တွန်းမှုတွေဟာအလုံးမဖြစ်နိုင်ကြောင်းနိုင်ငံရေးလှိလာသွင်းတဲ့သူဦးတန်းစိုးနိုင်ကဆီအန်တိုင်းတင်းထနာကိုပြောပါရယ်မြန်မာပြည်ရဲ့ညဉ့်ဉျေးရေးအတွက် Federal Snit လုပ်ငန်းရှင်တွေကိုဖန်ပိုးကူညီဖို့နဲ့တော်လိုင်းရဲ့အဖွဲ့အစည်းတွေအကြားနိုင်ငံရေးဆွေးနွေးမှုတွေလုပ်နိုင်ဖို့လဲအင်းကြီးချင်းနိုင်ငံတွေကဖန်ပိုးဖို့လိုအပ်တယ်လို့ Forum of Federations ရဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးဦးဝင်းမင်းကပြောကြားခဲ့ပါရယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိထိုင်းလွတ်တော်မှာ2025ခုနှစ်မတ်လ22ရက်တွေကပြုလုပ်တဲ့မြန်မာအရေးဒုတိယနေ့ဆွေးနွေး ေးပွဲမှာပါဝင်ဆွေးနွေးခြင်းသူကအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။တော်လိုင်းရဲ့ဖွဲ့စည်းတွေကြားတွေ့ဆုံဆွေးနွေးနိုင်ဖို့နိုင်ငံခြားတိုက်တွန်းမှုတွေကိုကြိုးဆိုရမှာဖြစ်ပေမဲ့လက်တွေ့မှာအလုံးမဖြစ်နိုင်ကြောင်းနိုင်ငံရေးလှိလာသုံးသပ်သူဦးတန်းစုနိုင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။ကျွန်တော်အမြင်ပြောရလို့ရှင်တော့အဲ့လိုကိစ္စတွေကိုကျွန်တော်တို့ကြိုးစားရမှာပါ ါပေမဲ့အလုပ်ဖြစ်မှာမဟုတ်ပါဘူးလုပ်ဖြစ်မဲ့လို့ကျွန်တော်မယူဆပါဘူးမယုံကြည်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်တွင်းမှာအတူတူရပ်တည်နေတဲ့ဖွဲ့စည်းချင်းချင်းတောင်ပြောလို့မရတာနိုင်ငံခြားအဲ့ဒါတွေလုပ်ဖို့တိုက်တွန်းနေဆိုတဲ့ဒီစကလက်တွေ့မှာဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ဟိုဖြစ်နေတဲ့ဒီပြည်ပခလူတွေကတော့ကျွန်တော်တို့အခြေခံကြကြဖြစ်ရှင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စစ်ကောင်စီပြုတ်ကြသွားပြီးတဲ့နောက်မှာအခြေခံကြကြဖြစ်ရှင်းလို့ရမှာပါအဲ့ဒီမတိုင်ခင်မှာတော့ရှင်းနေဦးမှာပါ တို့တော်ညာလေအဲ့ဒီကိစ္စကလက်နက်ကင်ပြိပခအထီတော့ဒီနေ့ဖြစ်လာတာကျွန်တော်မတွေ့သေးပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဘူကော်မတီအဆင့်ချင်းချင်းကတော့အပြန်လာနားလည်မှုတွေရှိနေကြပြီလို့ပါပြန်နိုင်ဘူကွန်တီဒီကိုရင်အနေနဲ့လမ်းညွန်ကြဲလောက်ပေးလို့မဟုတ်ဘဲနဲ့နေမြေတွင်းမှာဆင့်ပြီးတော့ပညာပေးတာဆွေးနွေးတာတွေလက်တွေ့လုပ်နိုင်ရင်တော့တုံတရားသက်သာပါလိမ့်။ဒါပေမဲ့လုံးဝတော့ကင်းရှင်းသွားမယ်လို့တော့ကျွန်တော်မထင်ပါဘူးခင် 2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နေမည်စိုးမိုးမှုတွေကျယ်ပြန့်လာတာနဲ့အမျှအငြင်းပွားမှုပြဿနာတွေမှာလည်းဖြစ်ပေါ်လာနိုင်တယ်လို့ထောက်ပြမှုတွေရှိနေပါတယ်။အကျိုးစီးပွားတွေမတူတဲ့အတွက်တော်လန်ရေးအဖွဲ့အစည်းတွေအကြားပြိပိခါတွေရှေ့လျှောက်မှာလည်းရှိနေနိုင်တယ်လို့တရုတ်မြန်မာရေးလေလာသုံးသပ်သူဒေါက်တာလာကျော်စောကဆီယန်နိုင်တဲ့ထဏာကိုပြောပါရစေ။ခင်ဗျားပြောတာမှန်ပါတယ်ပြိပိခါတွေများတယ်ဆိုတာ အဲ့ပြိမခါရရှေ့ချောက်လဲရှိနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့အကျိုးစီးပွားတွေမတူလို့နော်။တိုင်းရင်းသားဒေသအချင်းချင်းမှာလဲရှိနိုင်တယ်။အပြိမကဟိုနေနေလဲရှိနိုင်တယ်။ကျမတို့သတိထားကထားမှာကဒီစစ်အာဏာရှင်စနစ်ဘလောက်သဆိုးရှင်နေတာဟာကျမတို့တော်လိုင်းရေးအဖွဲ့အစည်းတွေကြားမှာအဲ့လိုကွဲနေလို့အဲ့လိုပฏิပခါတွေဖြစ်နေလို့ဖြစ်တယ်ဆိုတာကိုကျမတို့သိကိုလို့ဂျာကိုလဲစစ်အုပ်စုကအတုံးချတယ်ပေါ့ဗျာ။ ဒါမဲ့အခုခမတခြားကမကြီးနဲ့နော်သူတို့လူမျိုးချင်းချင်းပဲဖြစ်ဖြစ်ဒီဇာနဲ့ဒီဇာလပဲဖြစ်ဖြစ်ပြိပခဖြစ်တဲ့အခါမှာတတ်နိုင်တယ်မြဲနဲ့နဲ့မဖြေရှင်းဘူးစိစဆွေးနွေးအဖြေရှာမယ်ဆိုရဲအဖြေတခုကိုရထားကြတယ်အဲ့လိုသဘောတူညီချက်ရထားတာဟာတော်လှန်ရေးကိုရှိတဲ့စံတက်တာပဲအဲ့ဒီနေ့တွေနဲ့ကကျမတို့ကကိုတော်လှန်ရေးကိုအောင်အောင်တုံးပြန်မှာဗျာ လက်ရှိရှမ်းပြည်နယ်မှာ KAI နဲ့ TNL ကြား၎င်း၊ KAI နဲ့ MNDA ကြား၎င်း၊ TNL နဲ့ SSPP ကြား၎င်း၊ RCSS နဲ့ SSPP ကြား၎င်း၊ PNO နဲ့ PNL ကြား၎င်း၊နေမြေအငင်းပွားပြီးပွတ်တိုက်မှုတွေဖြစ်ပွားနေပါတယ်။အဲဒီလိုပဲတနင်္သာရီတိုင်းဒေသကြီးနဲ့ KNP နဲ့အတွင်းမှာ NMSP နဲ့ KNU ကြား၎င်း၊ KNU နဲ့ KDLA ကြား၎င်း၊နေမြေအငင်းပွားမှုတွေရှိနေပါတယ်။